င်္ဂလာပါခင်ဗျရန်ကုန်ခစ်တရဲ့ this week အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့ကျောင်းမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတစ်ပတ်ထဲပြောချင်တာကတော့ဗျာဘွားတွေပြက်ဘွက်တွေထဆိုသလိုတော်လန်ကြီးလေစင်နှမောင်းကြီးရဲ့မှု့ရန်ရက်ခတ်မှုတွေကြားမှာအကြီးအကျယ်တရွတ်ဆွဲနေတဲ့စေရှုံးသမားမင်းအောင်လိုက်နဲ့အကျန်းဖက်စစ်အုပ်စုတပ်တိုက်ရဲ့ တိုက်တိုင်းရှုံတက်ကြီးဟာကချင်ပြည်နယ်တခွင်ပြဲပြဲစင်အောင်အရှုံးတရဖူကြီးကိုအကြီးအကျယ်စောင်းပြနေတော့တာပေါ့ဗျာဒါကတော့မေလ9ရက်နေ့ကပဲပြည်သူတွေအားလုံးသိတဲ့အတိုင်းကချင်ပြည်နယ်မှာ KNPDF မဟာမိတ်ပူပေါင်းတပ်တွေကစွန်ဘရာဘုံမြို့ကိုပါသိမ်းပိုက်လိုက်တဲ့အပြင်စစ်တပ်ရဲ့ခိုင်လာဘာဘီဆိုတဲ့နာမည်ကြီးဂီဒုံဖြူဟာဂုံးကြီးနဲ့ဆမားဖြူဟာဂုံးကြီးတွေအပါဝင်စစ်တပ်စခန်းပေါင်း၁၁ခုကို တည့်ရထဲမှာပဲတော်လန်ရေးတက်တွေကအပိတသိမ့်ပိုက်လိုက်တာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့တည့်ရထဲမှာတင်စစ်တက်စကန်းမောင်း၁၁ခုကိုသိမ့်ပိုက်ရရှိသွားတဲ့အထီကိုတော်လန်ရေးလေးစင်နှောင်းကြီးဟာစေရှုံးသမားမင်းအောင်နိုင် တက်ကိုအကြီးအကျယ်မှွင့်ရိုက်ရိုက်ခတ်နေပြီဆိုတာ သက်သေးပြနေတော့တာပေါ့ဗျာဒါရင်မကသေးပါဘူးမေလ9ရက်နေ့ကလည်းကချင်ပြည်နယ်မိုးမောင်းမြို့မန်စီမြို့နယ်ဗမော်မြို့တွေကစစ်ကောင်စီတပ်စခန်းတွေကိုလည်း GIAPDF ပူပေါင်းတပ်တွေကသုံးမျိုးလုံးကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာလေဟမ်ဗမော်မျိုးကစစ်ကောင်စီရဲ့စင်ကန်စစ်တပ်စခန်းအပါအဝင်စစ်ကောင်စီတပ်စခန်း၅ခုကိုအဲ့ဒီနေ့မနက်ပိုင်းမှာတင်အပိသက်သိမ်းပိုက်လိုက်ပြီမိုးပေါင်းမျိုးက yes scan နဲ့ mansi မျိုးက yes scan တွေကိုပါသိမ်းပိုက်လိုက်တဲ့အကြောင်းကိုလေ KIA တည်ရင်းမြစ်ကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲဆိုတော့အဲ့ဒီမိုးမောင်မျိုးနဲ့မက်ဆီမျိုးတွေကလည်းဆိုးအောက်ဖြစ်ဖို့တဲတဲလေးသာကြံတော့ပြီး ဲ့ဒီလိုစကန်သိန်းတိုက်ပွဲတွေမှာစစ်ရှုံးသမားမင်းအောင်လှိုင်ရဲ့အစိမ့်တွေတက်ကြီးကတော့ထုံစံအတိုင်းပေါ့ဗျာသေတဲ့သူတွေကလည်းတောက်တောက်လဲအရှင်ဖမ်းမိတဲ့သူတွေကလည်းဒုနဲ့ဒိတ်ကိုရှိနေတယ်လို့အဲ့ဒီလိုအရှင်ဖမ်းမိတဲ့သူတွေတဲကစစ်သားတယောက်ဆိုရင်ဗီဒီယိုဖိုင်ထဲမှာပါတဲ့ကျွန်တော်တောင်းမှန်ပါတယ်ကျွန်တော်အခုမှရောက်တာပါဆိုပြီးအကြိမ်ကြိမ်တောင်းမှန်နေတဲ့ရုပ်တံဖိုင်ကိုလည်းပြည်သူတွေအားလုံးမြင်တွေ့ပြီးလောက်ပြီးပေါ့ဗျာဆိုတော့ ဒါတွေဟာဘလို့မှလိန်လို့မရတဲ့စစ်ရှုံးသမားမင်းအွန်လိုင်းနဲ့အကြမ်းဖက်စစ်အုပ်စုတပ်တိုက်ရဲ့ပကတိမြေပြင်မှာဝဝကွယ်ရှုံးနေမှုတွေကိုအတိုင်းသားမြင်တွေ့နေရတာတော့ဟမ်တရေတများများနဲ့အယိုးရင်မျောနေတဲ့စစ်တပ်လော်ဘီတွေနဲ့စစ်တပ်ထောက်ခံတဲ့သူတွေကတော့လေကတစက်မှမလျှော့ဟိုနေရာကိုချိန်မုံမယ်ဒီနေရာကိုချိန်မုံမယ်နိုင်ငံတော်အဆင့်ဘာစစ်ကြောင်းလာနေပြီညာစစ်ကြောင်းလာနေပြီ လင်းယုံကြီးပြန်တက်သွားပြီတို့အစာကောက်ဖို့ဝဲနေပြီတို့ဆိုပြီး online ပေါ်မှာမဆိုင်ရဝက်ကမန်ပောက်ပန်း40တွေတက်တက်ပြီးအာချောင်နေကြပြီမဲ့တကယ်တကယ်မြေပြမှာတော့သူတို့ရဲ့တိုက်တိုင်းရှုံအစိမ့်တွေတက်ကြီးဟာအသေးရင်သေးမသေးရင်ပြေးမပြေးရင်ဖမ်းမိမိတဲ့သူတွေကလည်း view ဟာမှုလို့လူကတော့တော်လန်ရေးတက်တွေကိုကြံ့တော်ကြောက်လို့ပါလို့ပြောတဲ့သူနဲ့ကျွန်တော်အခုမှရောက်တာပါဆိုပြီးသွေယူသွေတန်းတောင်းမှန်တဲ့သူနဲ့ ်မြို့တွေစခန်းတွေဆိုတာလဲတောက်လျှောက်ကိုအသိမ်းခံနေရပြီမြင်မကောင်းရှုမကောင်းအောင်အရှုံးပွဲတော်ကြီးကိုအကြီးအကျယ်ဆင်နွှဲနေရတဲ့စစ်ရှုံးသမားမင်းအောင်လိုင်းနဲ့အကြံဖတ်စစ်အုပ်စုတတိုက်ကတော့ဟမ်အပြင်းထန်ဆုံးရိုက်ခတ်လာတဲ့တော်လန်ရေးလေးစင်နှမောင်းကြီးတွေကြားမှာပဲမကြာခင် ဆုံးဆုံးမြုပ်တော့မဲ့အခြေအနေတွေကိုလဲကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ကဲပြင်းထန်တဲ့တော်လန်ရေးလေစင်နှောင်းကြီးတွေကြမှာမရှူနိုင်မကဲနိုင်နဲ့တရွတ်ပါဆွဲနေတဲ့စစ်ရှုံးသမားမင်းအွန်လိုင်းရဲ့အုံနေရန်အယောင်ဆောင်ပေါ်ပြတက်ကြီးကတော့ရခိုင်ပြည်နယ်မှာတမအလိုက်အလံပြူထောင်းလက်လက်ချပွဲတော်ကြီးကိုအကြီးအကျယ်ဆင်နွှဲနေကြပါပြီဗျာဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်းအေးအေးအစွမ်းအမကန်ဆိုတလို့အောင်ပွဲတွေတလူလူလွင့်ထူနေတဲ့ရခိုင်တက်တော်အေးအေးဟာ ရခိုင်ပြည်နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေတိုက်ရင်တွေဌာနချုပ်တွေပါမကြံတောက်လျှောက်သိမ်းပိုက်နေပြီဒီတစ်ပတ်ထဲမှာပဲရခိုင်တတော် AA ရဲ့တရားဝင်ထုတ်ပြန်ချက်ထဲမှာဆိုရင်စစ်ကောင်စီရဲ့ဘူတီတော်မြို့နယ်ကအမှတ်ဆန်၅စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကြီးအပါအဝင်တိုက်ရင်၅ခုနဲ့မောင်တော်မြို့နယ်ကစစ်စခန်းဌာနချုပ်၄ခုစုစုပေါင်းစစ်ကောင်စီရဲ့တပ်စခန်းကြီး၉ခုထပ်မင်းဲကိုသိမ်းပိုက်ရရှိထားတယ်လို့တရားဝင်ထုတ်ပြန်ထားတာပေါ့ဗျာအဲ အဲ့ဒီလိုဘုဒ္ဓတော်ကစစ်ကောင်စီရဲ့စက္ကခ55တက်မဌာနချုပ်ကြီးကိုရက်ခိုင်တက်တော် အေအေကတိမ့်ပိုက်တဲ့အချိန်အဲ့ဒီတက်မဌာနချုပ်ကဒုတိယတက်မမူအပါဝင် ရာနဲ့ချီတဲ့စစ်ကောင်စီတပ်သားတွေဟာအကုန်လုံးအလံပြူထောင်လက်နက်ချလိုက်တဲ့အကြောင်းကိုလည်းဘလို့မှညင်းလို့မရအောင်ရက်ခိုင်တက်တော်အေအေကရုတ်တန်ဖိုင်နဲ့တကွချပြလိုက်တာပေါ့ဗျာအဲအဲ့ဒီဗီဒီယိုဖိုင်နဲ့မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော့စစ်သားတွေရဲ့မိသားစုတွေရော့အကုန်လုံးတန်းစီပြီးထွက်လာနေတဲ့အထက်မှာတန်ရရတဲ့သူတွေလည်းပါသလိုစစ်သားတွေရဲ့ဇနီးတွေတွေခလင်းငယ်တွေလည်းပါနေတာကိုကျွန်တော်တို့မြင်တွေ့ရပြီရခိုင်တပ်တော်အေးအေးဟာအားလုံးကိုလက်ဖြားနေတော့တစ်ချက်မှမထိပဲခေါင်းခေါင်းမုံမုံခေါ်လာတာကိုကြည့်ရတော့လက်ရှိကြီးကျယ်မြင့်မြတ်လာတဲ့တော်လန်ရေးဟာလူကိုတိုက်နေတာမဟုတ်ပဲစနစ်ကိုတိုက်နေတယ်ဆိုတာကွက်ကွက်ကွင်းကွင်းမြင်နေရသလို့ စေရှုံးသမားမင်းအောင်ရိုင်းနဲ့အပေါင်းပါလူတစုကတော့တို့ရဲ့အာနာနဲ့ကိုဂျိုးစီးပွားအတွက်ဘသူသေးသေးငတိမာရင်ဘီယောဆိုတဲ့အောက်တန်းကြတဲ့စိတ်တနဲ့တို့လက်အောက်ခံစစ်သားတွေကိုသေးသေးကြေးကြေးကြီးထိုးထိုးလက်တအဆာဆာစုပ်ပြတ်တက်နေအောင်ပစ်ထားပြီးအသက်တွေကိုခြာနှင်းထိုးကျွေးနေတဲ့လောက်ရက်တွေဟာဒီလိုဗီဒီယိုဖိုင်နဲ့ကစစ်သားတွေနဲ့စစ်သားမိသားစုတွေရဲ့ပုံရိပ်တွေကအတိုင်းသာတက်တည်ပြနေတော့တာပေါ့ဗျာ ဒီလိုတက်မလိုက်လက်နဲ့ချတဲ့အထိမြေပြင်မှာဝဝကွဲစစ်ရှုံးနေတာတော့ဟွန်းအဘအဘဆိုပြီးအယုတ်ရင်မြော့နေတဲ့စစ်တပ်ထောက်ခံတဲ့သူတွေနဲ့စစ်တပ်လော်ဘီတွေကတော့သူတို့အဘရဲ့အကွက်ကအယံလှတယ်ဆိုပြီးပောက်ပန်း40ပြောနေတဲ့သူကရှိသေးသူတို့အဘရဲ့အကွက်ကလှမလှတော့မသိဘူးရခိုင်တပ်တော်အေအေရဲ့ထိုးစစ်တွေကြားမှာစစ်ရှုံးသမားမင်းအောင်လိုက်ရဲ့မာရသွန်အာမေကြီးဟာ မတိုက်မီကပြင်းနေပြီဆိုတဲ့ဇက်ကားတောင်ပြောင်းရိုက်ရမလို့ဖြစ်နေပြီအရှက်သိခါဆိုတာဘာမှန်းတော့မသိတော့ပဲဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူတို့အပအမွေရထားတဲ့နိုင်ငံအမှတ်နဲ့တခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဒီဒီဘက်ထဲမှာလဲအရောက်တရာကျော်ထပ်ပြီးထွက်ပြေးသွားကြပြန်လာပေါ့ဗျာကဲဒါလားသူတို့ပြောပြောနေတယ်ရွှေဘဆိုတာအရှက်သိခါဆိုတာဝဲကပ်ပင်းရင်တော့ကြွာကြမဲ့လူစားမျိုးဖြစ်တယ် စစ်ရှုံးသမားမင်းအောင်လိုင်းကနေစပြီးဟိုးအောက်ခြေကအယိုးရင်မျောနေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့သူတွေအစုံရှက်ရကောင်းမန်းအောင်မတိတော့ပဲပြောလိုက်ရင်တော့လေတလုံးမို့တလုံးစင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့နောက်ဆုံးတော့ခယူတောင်ဂဒေါင်ကြိုက်ကောက်နေရတဲ့အခြေအနေတွေနဲ့သူတို့ရဲ့စစ်ရှုံးတက်ကြီးဟာဒလိတ်ကောက်ခွေးရိုင်နဲ့ပြိုကျနေတဲ့ပကတိပြရုပ်တွေကိုဒီလိုဖြစ်ရတွေကအတိုင်းသာတက်သေးပြနေပြီဖြစ်တဲ့အတွက်ဟမ် ဒုံဆိုင်စင်ချလာတဲ့တော်လန်ရေးလိုင်းလုံးကြီးတွေကြားမှာစစ်ရှုံးသမားမဲအောင်လိုက်နဲ့အကြမ်းဖက်စစ်အုပ်စုတတရဲ့နှစ်ရှေလာများပုတ်ပွားနေတဲ့ပင်စီကြီးကတော့အကိုင်းအခက်တွေတဖြည်းဖြည်းချိုးကျလာပြီမကြခင် အမြင့်ပါပြုတ်ထွက်တော့မယ့်အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ညက်ခဲကိုခွေးရတလို့လုံပါပါနေတဲ့စစ်ရှုံးသမားမင်းအောင်လိုင်ရဲ့ပယုတ်လုံးတက်ကြီးဟာမြေပြင်တိုက်ပွဲတွေမှာတတ်တော့လဲရှုံးနေပြီသူလက်အောက်ခံစစ်သားတွေဟာလဲရောယူဝါကိုသွားဖို့မဆီကိုက်နေရတဲ့အခြေအနေတွေကြားမှာပဲဝေဟင်ကိုကြည်ပြန်တော့လဲသူတို့ရဲ့တိုက်လေရင်တွေရဟတ်ရင်တွေဟာတစီပတစီပြစ်ချခံရလို့ဟမ်ပြည်သူတွေပျော့ပျော့နေတယ်ငှက်ကင်ဟာတကင်မိတကင်ကိုဖြစ်လာနေပြီပေါ့ဗျာဒီဒီဘက်ထဲမှာပဲ အခုမေလ6ရက်နေ့ကပဲကင်နီပြည်နယ်ဖားဆောင်မြို့နယ်ဘက်မှာစစ်ကောင်စီရဲ့တည်ယူပို့ဆောင်ရေးရဟရင်တစည်းကိုကင်နီတော်လန်ရေးတပ်တွေကပစ်ချလိုက်တဲ့အကြောင်းကို KA စီရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကကျွန်တော်တို့ကိုအတည်ပြုပြောထားသလိုကျွန်တော်တို့ရဲ့လေတပ်တရင်ရင်းမြစ်ကလည်းအဲ့ဒီရဟရင်ပြတ်ကျသွားတဲ့အကြောင်းကိုအတည်ပြုထားပြီးရဟရင်ပေါ်မှာပါလာတဲ့18ဦးတဲကစစ်ကောင်စီတပ်ဖွဲ့ဝင်17ဦးကတော့အသီးသီးသေကုန်ကြတဲ့အကြောင်းကိုပါပြောထားတဲ့အပြင်ဟမ်တစ်ဖက်မှာလည်း ဒီလိုလေရင်ပြစ်ချက်ခံရတဲ့အကြောင်းတွေကိုအမြဲတမ်းကလိန်ကကြစ်တွေပြောပြီးလိန်လိန်နေတဲ့စစ်တပ် lobby တွေကအစအခုရဟယင်ပြစ်ချက်ခံရပြီးပြက်ကျသွားတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ပဲဟုတ်ပါတယ်ဆိုပြီးပြောထားသေးတာပေါ့ဗျာကဲဘာပဲဖြစ်ဖြစ်ပြောချင်တာကလက်ရှိတနိုင်ငံလုံးအတိုက်တာနဲ့အယုံတရဘူးကြီးကိုအကြီးအကျယ်စောင့်ထားရတဲ့စစ်ရှုံးသမားမင်းအောင်လိုင်းနဲ့အကြံဖတ်စစ်အုပ်စုတပ်တိုက်ကတော့ဟမ် မြေပြင်မှာလည်းမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကြမှာသူတို့စစ်သားတွေဟာသေတဲ့သူကသေလက်နဲ့ချတဲ့သူကချထွက်ပြေးတဲ့သူကပြေးအဖမ်းခံရတဲ့သူကအဖမ်းခံရနဲ့တောက်တောက်လဲကိုရှုံးနေလို့ဟွန်းသူတို့ကိုယ်တိုင်ဗေဒင်လိုလိုရဲ့ရလိုလိုတပြေပန်းနဲ့လေရင်တွေကိုရိုက်ပြီးပြန်တန်းခိုင်းလာတဲ့ရဟရင်ကအစပြစ်ချခံနေရတာတွေကြောင့်အင်းနေရာတိုင်းမှာဒလိတ်ကောက်ကိုအရှုံးတွေနဲ့ အကြီးအကျယ်တရွတ်ဆွဲနေပြီဖြစ်တဲ့စစ်ရှုံးသမားမင်းအောင်လိုက်နဲ့အကျံဖက်စစ်အုပ်စုတတိုက်ကတော့ဒက်ကူနက်ကူဖယက်ကူလေရင်ကူဘာနဲ့ကူကူဘယ်ဖယက်မှစင့်ကယ်လို့မရတော့ပဲမကြာခင်ညီကုန်းချုပ်တော့မယ်အချိန်တွေကလည်းတဖြည်းဖြည်းနီးကပ်လာနေပြီပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တည့်ရဲ့ this week အစီအစဉ်ကနေ ကျောင်းမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ